ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲမှာဗျာဒီ Bruno Fernandes ကဒါဖန်တီးမှုလုပ်ပေးတယ် Harry Maguire ကနောက်ကျောက်ကိုတွင်းခဲ့တယ်ဆိုတော့အဲ့ဒီ goal ကပဲကျွန်တော်တို့ဒီ Anfield မှာ7နှစ်တာလုံးအနိုင်မရရှိခဲ့တဲ့စံချိန်ကိုဒါချိုးပြတ်သွားစေတယ်ဆိုတော့အဲ့ဒီ goal ကြောင့်လဲကျွန်တော်ဆိုရင်ခုချိန်ထိလဲဒါ enjoy ဖြစ်နေတော့ဆိုတော့ United fan ကြီးကိုယ်တွေလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ခုချိန်ထိလဲဒါ enjoy ဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်ဗျာ ဆိုတော့ကျွန်တော်ဒီအိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဗျာအိုက်ပွဲမှာကျွန်တော်မြင်ခဲ့ရတဲ့အရာတွေကျွန်တော်လမ်းလောက်ခဲ့ရတဲ့အရာတွေပြီးတော့ United အသင်းရဲ့ဒါလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုရင်းနဲ့တူထပ်ပြီးတော့ sharing လုပ်သွားခြင်းနဲ့ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့အိုက်ပွဲအကြောင်းကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့အဓိကဒါပထမဆုံးစပြောရမယ့်အရာကဒါ Ruben Amorim ပဲဖြစ်နိုင်မှာပေါ့နော် ဆိုတော့အဲ့ပွဲမှာဆိုရင်ရူဘင်အမိုရင်းရဲ့ဒီပွဲကိုချင့်ကန်လာတဲ့ပုံစံပြီးတော့လူထုတ်လာတဲ့ပုံစံရဲ့သူရဲ့ဒီပြက်သားရဲ့ decision တွေကြောင့်ပဲကျွန်တော်တို့ကနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ရလို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ကျွန်တော်ဆိုရင်ဒီ line out ကိုစမြင်တဲ့အချိန်မှာဆိုရင် confuse ဖြစ်တယ်ဗျာ။ဆိုတော့ညီကိုရေလည်းဒါတိမှာပါ။ကျွန်တော်တို့ဒီ back line မှာဆိုရင် 3back မှာဆိုရင်လူရှော့ရဲ့မကွိုင်းရရဲ့ delay ရဲ့တုံးလာတယ်။ဆိုတော့ဒီရှည်တန်းမှာဆိုရင်လည်း Sesco ဒါနှစ်ပွဲသက်တိုက်ဂိုးသွင်းပြီးတော့ဖောင်မိနေတဲ့ Sesco draw လုပ်တယ်။ကွန်ညာကိုထည့်လာတယ်။ဆိုတော့ကျွန်တော်အဲ့လို line out မြင်တဲ့အချိန်မှာတော့ကျွန်တော်ဟောသူဘယ်လိုကစားခြင်းလို့လဲဆိုပြီး တော့ကျွန်တော် confuse ဖြစ်ခဲ့ရဗျာဒါပေမဲ့ကျွန်တော်အဲ့မှာတော့မေ့နေတာတခုကကျတော့ Ruben Amorin ကအဲ့ Liverpool နဲ့ပွဲမတိုင်ခင်မှာလေကသူပြောခဲ့ရရှိရသူပြောခဲ့တာဗျာဒီ Harry Maguire ရဲ့အကြောင်းပေါ့နော် Harry Maguire အနေနဲ့ သူရဲ့ experience ကကျွန်တော်အသင်းအတွက်တကယ်ကိုအရေးပါတယ်။သူရဲ့ experience အသင်းကိုအထောက်အကူဖြစ်တယ်။ပြီးတော့ဒီ Harry Maguire ပါတဲ့အချိန်တိုင်းကျွန်တော်အသင်းကဒီ set piece တွေမှာတော်တော်လေး strong ဖြစ်တယ်ဆိုပြီးတော့သူပြောတယ်။ပြီးတော့ကွန်ညာနဲ့ပတ်သက်ပြီးတော့လည်းသူကွန်ညာကိုအရန်သဘောကျတယ်ပေါ့။ဒီကွန်ညာရဲ့ bulking ရေပြီးတော့ဒီ physical ရောဒီ mental အရာရောတယောက်တည်းကူက strong ပြီးတော့တယောက်တည်းကူကဒီစ조사ပြီးတော့ဒီ fighting spirit တစ်ခုပြနိုင်တဲ့ကသာသမားဆိုတဲ့အတွက်သူအရန်သဘောကျတယ်ဆိုပြီးတော့ပြောခဲ့။ဆိုတော့ဒီအကြောင်းအရာတွေကိုသူကြည်ချင်းအပြည့်ပြ။သူကဒီ မကွာရနဲ့ကိုညာနဲ့ဟိုဒါသူကရေချက်ရှိရှိနဲ့ဒါလူထုတ်ခဲ့ရလို့ကျွန်တော်တို့ gas ထုတ်လို့ရတယ်ဆိုတော့တကယ်လဲအိုက်ကသမားနှစ်ယောက်ရဲ့ impact ကိုကျွန်တော်တို့အိုက်ပွဲမှာကောင်းကောင်းကြီးမြင်ခဲ့ရတယ်ဗျာဆိုတော့ Harry Maguire ကကျွန်တော်တို့ဒီအနိုင်ကိုအတွင်းပေးတယ်ကိုညာဆိုရင်လည်းဒီပွဲအဆအနေပြီးတော့ပွဲအဆုံးအထိဒါ သူစီဘောလုံးရောက်တဲ့အချိန်တိုင်းမှာကယ်ရင်လုပ်တယ်လီဗာပူးတစ်ဖက်နောက်တန်းတွေဒီကစားသမားတွေကိုစိတ်ဒုက္ခတွေပေးတယ်ဖောင်းဘောတွေယူတယ်နောက်ဆုံးအချိန်အထိပြတာအချိန်ဆွဲတဲ့နေရာအထိပါဒါကွန်ညာရဲ့အရေးပါပုံကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့ဒီအမိုရင်းကဒီကစားသမားတွေကိုဒါထဲခဲ့လို့ကန်ကောင်းတယ်ဆိုတာတည်းပြကျွန်တော်ပြောလို့ရတာကအမိုရင်းကသူ့ရဲ့ plan အရာကဒီကစားသမားတွေကိုထဲခဲ့တယ်ဆိုပြီးတော့ကျွန်တော်မြင်ကြည့်လို့ရတယ်ဆိုတော့ Roman Amorin ရဲ့ game plan အလုပ်ဖြစ်ခဲ့ရပေါ့ဗျာနောက်တစ်ခုကျွန်တော်မြင်ပြီးတဲ့အရာဒီ off the ball stretcher ဗျာအတင်းရတာ out position မှာဆိုရင်ညီကိုတွေလည်းမြင်ပါပါအမြဲတမ်း န်523ကိုတုံးတယ်ပြီးတော့ကျွန်တော်ရှင်းရဒီကျွန်တော်ရဲ့ဗီဒီယိုဒီတတကယ် point of view မှာဆိုရင်လည်းကျွန်တော်ကကျတော့ဒီလေဘာဝန်တဲ့ဘွဲမှာ442 shape ကိုပို့ပြီးတော့တုံးစီခြင်းလည်းဆိုပြီးကျွန်တော်ပြောခဲ့ဒါပေမဲ့ဒီအမိုရင်းကတော့ဒီဘွဲမှာလည်း तू ကတော့ तू အမြဲတမ်းဘေးယူထားတဲ့523ကိုတော့မပြောင်းဘူးဗျာဒါပေမဲ့အချိန်တော်တော်များများက541ပုံစံနဲ့ဒါကစားသွားတာကိုကျွန်တော်တွေးရတယ်တချို့သော moment တွေမှာဆိုရင်ကျွန်တော်ဒီ442 shape ကိုလည်းတွေးရတယ်ဆိုတော့အမိုရင်းအနေနဲ့သူ့ရဲ့ဒီ personality ရာ तू 523ကိုဒါအရင် favorite ဖြစ်ပေမဲ့လည်းအခုနောက်ပိုင်းဘွဲတွေမှာဒါ flexible ဖြစ်ဖြစ်နဲ့ကစားပုံချိန်လာတယ် तू ူနည်းနည်းလေးပြောင်းလဲလှုပ်လာတွေကကျွန်တော်ကြိုးစားရမယ့်အရာပဲဗျာဒါသူ့အတွက်လဲဒါ result ကောင်းနေပြီးနိုင်တယ်လို့ဟိုကျွန်တော်လည်းမြင်တယ်ဆိုတော့ तू အဲ့ဒီ rebound နဲ့ပွင့်မှာဆိုရင်541ကိုအသုံးရတယ်523လဲ तू တောက်လျှောက်သုံးတယ်442ကတော့ကျွန်တော်တခါတလေမှဒါတွေ့ရတယ်ဆိုတော့ other ball stretcher ကို तू အပြောင်းလဲလှုပ်လာတယ်ဆိုတော့ in possession မှာကြည့်ရင်လဲကျွန်တော်ပွဲချုပ်တက်တဲ့မှာတကယ်ပြောခဲ့လို့ပဲကျွန်တော်ကအဲ့ပွဲချုပ်တက်တဲ့မှာလေးကကျွန်တော်ပြောခဲ့တာကအသင်းအနေနဲ့ဒီ လင်းနေမြန်မြန်နဲ့ quick transition ကိုသွားစေချင်တယ်ဘောလုံးရတဲ့အချိန်တိုင်းမှာကျွန်တော်တို့ဒီ direct long ball ခံပြီးတော့ကျွန်တော်ကဒီ second ball တွေကိုဒါလုစေချင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဲ့လိုပြောတာပါဗျာကျွန်တော်တို့အတင်းရဲ့အချိန်နဲ့အရာဆိုတာထက်ဒီ liverpool ရဲ့အတင်းရဲ့အချိန်နဲ့ရမို့လို့ဗျာကျွန်တော် liverpool ပွဲတွေကြည့်တိုင်းကျွန်တော်သတိထားမိတာတကူကဒီ liverpool ရဲ့ဒီဟာဒီ shake ကကျွန်တော်တော်တော်လေးဟိုဝိရယ်ဗျာအရန်ကြီးဟိုတော်တော်လေးရှိတ်ကြီးဖြစ်တယ်အရန်ကွန်ပန်းနဲ့မဖြစ်ဘူးဗျာအဓိကသူတို့ရဲ့ဒီကွင်းလေကစားမ3ယောက်ကအာဒီ distance မိုင်းမှာ သူတို့ဒီအဟန်တယ်မလုံးနိုင်တဲ့အပိုင်းကိုတွေ့ရတယ်ကျွန်တော်ပြောချင်တာကဗျာသူတို့ကွင်းလေကစားသမား၃ယောက်ကတခါလေကြာလဲသူတို့ဒီနောက်တန်းကစားသမား၃ယောက်နဲ့အရန်ကိုကတ်တယ်ရှေ့တန်းကစားသမားတွေနဲ့ကတော်တော်လေးဝေးတယ်တခါလေကြာလဲရှေ့တန်းကစားသမား၃ယောက်နဲ့သွားကတ်ပြီးတော့နောက်တန်းကစားသမား၃ယောက်နဲ့တော်တော်လေးဝေးတယ်အဓိကသူတို့ကဒီ order ပေါ်မှာဆိုရင်သူတို့အင်းရဲ့ဒီကွင်းလေကစားသမားတွေကအရှေ့တန်းနဲ့သွားပြီးတော့ဒီသွားကတ်တာကိုတွေ့ရတယ်အဓိကသူတို့ဒီ hybrid ကစားချင်တာကြောင့်လည်းပါတယ်အဲ့တော့ဒါကြောင့်လည်းကျွန်တော်တို့က second ball ကိုစောင့်စီချင်တာဆိုတော့အမုံရင်းကလည်းတကယ်ကိုအဲ့လိုလောင်းဘောပဲသွားခဲ့ရပါလမ်းမဆိုရင်လည်းတကယ်လောင်းဘောတွေကိုအများကြီးရိုက်တင်ခဲ့ ာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့တချို့အလုံးဖြစ်တဲ့အလုံးတွေရှိသလိုအလုံးမဖြစ်တဲ့အလုံးတွေလည်းရှိရယ်ဘာပဲနေနေပါသူ့ရဲ့ဒီ game plan အလုံးဖြစ်ခဲ့တယ်ကျွန်တော်ဒီပထမကိုရောဒုတိယကိုဒါတောင်းငံမောရတဲ့ဒီ contact ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ second ball ကနေပြီးတော့ပဲကျွန်တော်တို့ဒီ goal တွေကိုရခဲ့တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ second ball အတွက်လည်းကွန်ညာရယ်ဒီ Mason Mount ရယ်ဒီ Bruno Fernandes ရယ်အဓိက fight ခိုင်းတာကိုလည်းကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့ဒီတပွဲလုံးအတိုင်းတာလဲဆိုရင်သူ့ရဲ့ game plan တွေကတော်တော်လေးအလုံးဖြစ်ခဲ့တယ်သူပြင်ဆင်လာတဲ့ပုံစံသူချင်းကက်လာတဲ့ပုံစံသူပွဲထုတ်လာတဲ့ပုံစံတွေကတော်တော်လေးကောင်း ောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့နောက်တစ်ခုကဒီ player တွေရဲ့ mental ပိုင်းပေါ့သူတို့ mental ပိုင်းကတော့ကျွန်တော်သတိထားမိနေရကြာပြီဗျာဒါပေမဲ့ဒီအသင်းက reset တွေမကောင်းတော့ကြတော့ဒီ mental ပိုင်းကိုနည်းနည်းပြောဖို့ရအခက်နေရဆိုတော့ခုနောက်ပိုင်းပွဲတွေမှာဆိုရင်အသင်းရဲ့ဒီ mental ကတော်တော်လေးဒီ resilient ပိုင်းကတော်တော်လေးအားကောင်းလာပြီဗျ mental resilience ကတော်တော်လေးအားကောင်းလာတယ်ဆိုတော့ liverpool နဲ့ပွဲမှာဆိုရင်လည်းကျွန်တော်တို့ဒီ89မိနစ်လောက်ထိကျွန်တော်တို့ဒီတကိုးနဲ့ဥဆောင်ထားရယ်ဒါပေမဲ့ကျွန်တော်တို့ဒီ89မိနစ်မှာကျွန်တော်ချေပါခိုးပြန်ပေးရတဲ့အချိန်မှာကျွန်တော်တွေးမိတာအသင်းကတော့အရင်တိုင်းပဲဘောင်းဘက်ပြန်ပြီးတော့ဖြစ်ပြန်ပြီး liverpool ကကမ်းဖက်သွားအောင်ပဲဆိုပြီးကျွန်တော် တွေးမိရဗျာဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်အတင်းကတီတီငင်ငင်နဲ့ပြန်စပြီးတော့ကျွန်တော်ပြန်ပြီးတော့ဥဆောင်နိုင်ခဲ့ကျွန်တော်တီတီငင်ငင်နဲ့ဆိုလို့ပြီးတော့ပြောတာဗျာကျွန်တော်ဒီ ပွဲကနိုင်သွားလို့မို့ကျွန်တော်ပြောမှာမဟုတ်ကျွန်တော်တို့ဒီဒုတိယဒီလီဗာပူးအသင်းကိုချီပါကိုပေးလိုက်ရတဲ့အချိန်မှာကျွန်တော်အသင်းပြန်ဆက်ရဲထုံးစံတိုင်းပဲကျွန်တော်တို့ဒီလောင်းဘောကနေပြီးတော့ကျွန်တော်စကန်မဟုတ်ဦးလေဦးတဲ့အချိန်မှာဒါကွန်ညာရဲ့ပြေးလန်းတွေကိုထည့်တဲ့အချိန်မှာကွန်ညာကဆွဲပြပြီးတော့ဒါဆူပါဆိုင်းနဲ့ထိပြီးတော့ကျွန်တော်ဒေါင်ခံဘောရခဲ့ဆိုတော့အဲ့ moment တွေအကုန်လုံးကအသင်းကဒီဂျီနေနေနဲ့သွားနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကစားမရိရဲ့မန်တယ်ပိုင်းကတော်တော်လေးဒီအမိုရင်းရဲ့လက်အောက်မှာတော်တော်လေး strong ဖြစ်လာတာကိုတွေ့ရဆိုတော့ဒီအမိုရင်းနဲ့အိုက်ပွဲပြီးမှသူပြောတော်တာရှိရဲ့ဗျာဒီ เออကျွန်တော်တို့အကုန်လုံးอ่ะဗျာပွဲတစ်ပွဲပြီးသွားတဲ့အချိန်မှာဒီ system အကြောင်းကိုကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့တကယ်တမ်းအဲ့ system မှာကစားနေတဲ့ကစားသမားတွေကနိုင်လို့စိမ့်မရှိဘူး aggression မရှိဘူးဒီ agency level မှာကောင်းဘူးဒါ fighting spirit တခုမကောင်းဘူးဆိုရင်ဒီ system ဆိုတာကဘာမှအထိပ္ပယ်မရှိဘူးဆိုပြီးတော့သူပြောသွားတယ်ဆိုတော့သူပြောသွားလဲမှန်ပါတယ်ကျွန်တော်အတင်းရဲ့ကစားသမားတွေဒီ mental ပိုင်းတော်တော်ကောင်းတယ် level 1ရဲ့ပွဲမှာလည်းပွဲအဆအဆုံးကျွန်တော်တို့ဒီ mental ကောင်းကောင်းနဲ့ဒါအရှင်းပြနိုင်ခဲ့တဲ့အတွက်နိုင်ဝဲတွေပေါ်ဆောင်နိုင်ခဲ့တယ် ဆိုတော့ကျွန်တော်တို့ကဒီလီဗာပူးနဲ့ပွဲမှာမဟုတ်ဘူးဗျာဒီဒီမန်တယ်ဘိုင်းနေဒီဒီဒီစိတ်သက်တွေနေရပွဲတိုင်းမှာရှင်ပြိုင်နိုင်ဖို့ရလို့တယ်ဆိုတော့အမိုရင်းရဲ့လက်အောင်မှာကသမားရဲ့မန်တယ်တိတသာတိုးတက်လာလဲကျွန်တော်တို့ဒါလက်ရှိမြင်နေရတဲ့အရာတွေအားလုံးပဲဗျာဆိုတော့နောက်တစ်ကျွန်တော်တို့မြင်မိတဲ့ဘိုင်းတွေကတော့ဒီမကွိုင်းရဲ့ redemption ဗျာဒီဒီဘိုင်းကတော့ကျွန်တော်အများကြီးပြောပြရမလို့ဘူးတချို့ဒီတလောကလုံးကကျွန်တော်မကွိုင်းရဲ့ဒီစိတ်သက်ခံယူချက်နဲ့သူပြန်လာနိုင်မှုကိုအကုန်လုံးဒါချီးကျူးနေကြဆိုတော့ညီကိုရေလက်တိပါမယ်နောက်တစ်ခုကဒီကုသမားလေးလမ်းမန်းပေါ့လမ်းမန်းနေနဲ့အင်ကွင်း debut မှာရောအဝေးကွင်း debut မှာရောသူ နိုင်ပွဲရရှိခဲ့တဲ့သူတွေလည်းကောင်းတယ်ပြီးတော့မနီးရပွဲမှာဒီအန်ဘုံမုန်းနဲ့အာမတ်နဲ့ဒီညာချန်းတိုက်စစ်အတွေ့ရလဲဒါအလုပ်ဖြစ်လာတဲ့အနေနဲ့များပိုပြီးဂိုးတွေမျောလင်းလို့ရရဲဆိုတော့ပိုပြီးတော့ပြလာတယ်ကိုညာကတော့ထုံးစံတိုင်းပဲဒီ threat တော့သူမရှိသေးဘူးဗျာ action တွေပိုင်းမရှိသေးပေမဲ့သူရဲ့ဒီတူဦးတဲ့ယုံအားတွေသူရဲ့ vulnerability နေရာအသင်းကိုအထောက်အကူပြုပေးနေတော့မယ်ဆိုတော့ဒီအရာတွေကတော့ဒီဘွဲမှာကျွန်တော်မြင်မိတဲ့အရာတွေပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီအသင်းရဲ့လက်ရှိအခြေအနေကိုပြန်သွားကြည့်မယ်ဆိုရင်ကျွန်တော်တို့အသင်းကဗျာဒါ Chelsea အသင်းနဲ့ဆိုရင်တမက်အကွာမှာရှိတယ် Man City အသင်းနဲ့ဆိုရင်၃မက်အကွာမှာထိပ်ဆုံးက Arsenal နဲ့ဆိုရင်ကျွန်တော်တို့6မက်အကွာမှာဆိုတော့ဒါကျွန်တော်အသင်းကဒီအရာဒီမှာဒါအရွေးတစ်ခုနဲ့ ဒီအပြောင်းလဲတစ်ခုကိုမြင်နိုင်ဖို့အတွက်ဒါကျွန်တော်အသင်းမှာအခွင့်အရေးတွေရှိနေတယ်ကျွန်တော်တို့အခု Chelsea Liverpool Arsenal Man City ဒီအသင်းတွေနဲ့အကုန်ကံပြီးသွားပြီဆိုတဲ့အတွက်ကျွန်တော်နောက်ပွဲတွေမှာလည်းကျွန်တော်အကောင်းဆုံးဆုံးထိချုပ်ပြီးတော့ကစားနိုင်တယ်ကောင်းကောင်းမွန်မွန်နဲ့ဒီ Fighting Spirit တစ်ခုကိုပြနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီမျှော်လင့်နေတဲ့ဒီအရေးတစ်ခုကဒါဖြစ်လာမယ်လို့ကျွန်တော်ပြောလို့ရရဗျာကျွန်တော်ဒီအသင်းရဲ့အရွေးတစ်ခုအမော်ရင်ရဲ့လက်အောက်မှာအသင်းရဲ့အရွေးတစ်ခုကိုကျွန်တော်ကမြင်နေရပြီလို့ကျွန်တော်ကခံစားမိရယ်ဆိုတော့ဒါက ဒီပြီးခဲ့တဲ့ဘွဲမှာကျွန်တော်မြင်ခဲ့တဲ့အရာတွေသင်ယူခဲ့ရတဲ့အရာတွေရယ်ပြီးတော့သင်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားဖြစ်တယ်ဆိုတော့ညီကိုရီအနေနဲ့ရောဗျာဒီ Sergeant Redcliffe ကိုလိုက်ဒါ၃နှစ်အချိန်ပြီးမယ်ဆိုတဲ့ Amorin ရဲ့လက်အောက်မှာအသင်းရဲ့အရွေးတစ်ခုကိုတကယ်မြင်ရတယ်လို့ညီကိုရီရောခံစားရလားညီကိုရီခံစားမိတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ share လုပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်နဲ့တက်တဲ့ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်